Hello အားလုံးပဲမိင်္ဂလာပါဖိုးမမချန်ကနေကြိုဆိုပါတယ်ဆိုတော့လက်ရှိကာလိုအန်ချီလိုတီရဲ့ယာတီကုံနှစ်သူအနာဂတ်ကိုအဆုံးဖြတ်ပေးနိုင်မဲ့ဒါအခြေအနေတစ်ခုလို့ကျွန်တော်ပြောလို့ရတဲ့ Champions League ပွဲတော့ရှိနေပြီပေါ့နော်အာဆင်နယ်နဲ့ဒုတိယအကြုံမှာကျွန်တော်တို့ဒီကာလိုအန်ချီလိုတီတနည်းတစ်ပုံဆိုသလိုကျွန်တော်ဒါပြောင်းလဲပြီးတော့နောက်တစ်ဆင့်တအောင်ဆွမ်းဆောင်ပေးနိုင်မယ်လို့ကျွန်တော်ထင်ကြသလားတခုရှိတာကတော့အန်ချီလိုတီလက်ထက်မှာတော့အလူကန်တာတွေရှိခဲ့ဘူးတာပေါ့လေ လုံးဝမထင်မှတ်ထားတဲ့အခြေအနေတစ်ခုကနေပြီးတော့နောက်ထပ်အဆင့်ကိုတက်အောင်လုပ်နိုင်ခဲ့တာပြိုင်ဘက်အသင်းကိုကျော်ပြသွားတာဒီကျွန်တော်အများကြီးရှိခဲ့တယ်ရီယယ်မထရစ်အသင်းနဲ့တူဆိုတော့ရီယယ်မထရစ်ဆိုတာကလည်း Champions League ပြိုင်ပွဲမှာတော့ဟိုဘယ်လိုပြောမလဲဘာမှန်သူတို့နဲ့ပတ်သက်လို့ပုံတည်သွားပြောလို့မရဘူးပေါ့နော်နောက်ထပ်အဆင့်ကိုမထင်မှတ်ဖက်နဲ့တက်သွားတဲ့ဒါအခြေအနေတွေလည်းကျွန်တော်အများကြီးပဲဆိုတော့ကာလိုအန်ချီလိုတီဒီဒီချိန်မှာရောလှုပ်ပြနိုင်မလားတခုရှိတာကတော့ဗျာရီယယ်မထရစ်ပြိုင်သက်တွေတော့ဟိုတကယ်တကယ်ရီယယ်မထရစ်ကို week in week out ကြည့်နေတဲ့ပြိုင်သက်တွေကတော့တကယ်ပြောရင် စိတ်ပူနေကြတယ်စိတ်ပူနေကြတယ်ဆိုတာကာလိုအန်ချီလော့တီအဲ့လိုလှုပ်ပြလိုက်လို့နောက်ရာသီမြန်ဆက်ရှိရင်တိုင်ပတ်အောင်မှာပဲဆိုတဲ့အရာမျိုးစဉ်းစားကြည့်အခုလက်ရှိကျွန်တော်တို့ဒီလာလီဂါကလည်းအရန်ကြီးကွာဟမှုရှိနေတဲ့အခြေအနေမျိုးကျွန်တော်မဟုတ်ဘူးအကယ်လို့ Champions League ကလည်း Arsenal ကို3-0နဲ့ရှုံးပြီးလို့နောက်တစ်ဆင့်ကိုတောက်အောင်ဆွမ်းဆောင်နိုင်နေဆိုရင်တော့ကျွန်တော်တို့ဒါအန်ချီလော့တီကတော့အခြေအနေကဟုတ်သွားပြီเนาะဟုတ်သွားပြီဆိုတော့ဟိုဘယ်လိုပြောမလဲယာဒီကုံတဲ့အခါမှာဂျာဗီအလွန်ဆိုတို့ဘာတို့ကိုခန့်မဲ့အခြေအနေကနေ ်အန်ချလော့တီနဲ့ပဲဆက်သွားနေရတယ်ဆိုလို့ရှိရင်တော့တိုင်ပတ်မှာဒီကြတာတစ်ခုကတော့ဗျာကျွန်တော်ပြောချင်တာအန်ချလော့တီမှာအားနည်းချက်တွေကအများကြီးပဲချန်ပီယံစလိတွေရတာကတော့ရတာပေါ့လေဟိုရီယယ်မက်ထရစ်ကိုဒါပေမဲ့လည်းသူတို့ကစားနေတဲ့အခြေအနေတွေကတုံးသွားတိတ်ပြီးတော့ဟိုတကယ်ကောင်းတဲ့အသင်းလေးတင်းလို့မခံစားအောင်စဉ်းစားကြည့်ပါရီယယ်မက်ထရစ်လိုအသင်းမျိုးမှာဗီနီရှက်ဂျူနီယာကီလီယန်ပါပေရိုဒရီဂိုဘယ်လင်ဂန်အာဒဂူလာ နော်အန်ဒရစ်ပြီးလို့ရှိရင်ကွင်းလင်မာဆိုလို့ရှိရင်အော်ရီလီယန်ချူမနီဗာဗာဒီဒါမျိုးကစားမားတွေကျွန်တော်တို့ရှိနေတာနောက်တန်းကတော့နားလေတွေပေါ့နော်ဒါ injury ပြဿနာတွေကြုံနေရတော့တော့ဂိုးသမားကလည်း coach တူอ่ะဒါမျိုးကစားမားတွေရှိနေတာရှိနေတာတောင်မှအန်ချလော့တီအနေနဲ့ပြိုင်ဘက်ကိုအသာစီးယူပြီးတော့ကစားနိုင်တဲ့စနစ်မျိုးရိုက်သွင်းမပေးနိုင်ဘူးအရင်ကြီးကျွန်တော်တို့เนี่ยရိုးရှင်းလုံးနေပေါ့နော်အန်ချလော့တီကဟိုထားအခုဆိုလို့ရှိရင် ဂွာရီယိုလာဂွာရီယိုလာလို့နီးပြမျိုးတွေကျွန်တော်တို့ရှိမယ်အလွန်ဆိုလို့နီးပြမျိုးတွေကျွန်တော်တို့ရှိမယ်ဟန်စီဖလစ်တို့နီးပြမျိုးတွေကျွန်တော်တို့ရှိမယ်အင်ဇာဂီတို့နီးပြမျိုးတွေကျွန်တော်တို့ရှိမယ်ကျွန်တော်ဗင်စင်ကွန်ပဏီလို့နီးပြမျိုးကျွန်တော်တို့ရှိမယ်ဗျာလက်ရှိသူနဲ့ရှင်ပြန်ရမယ်အာဒီတာလို့နီးပြမျိုးကျွန်တော်တို့ရှိတယ်ဒီနီးပြတွေဆိုလို့ရှိရင်အတင်းတင်းကိုပုံသေးဘယ်လိုပြောမလဲဒီစနစ်တစ်ခုဖန်တီးပေးနိုင်တယ်เนาะအတင်းကကြီးလိုက်လို့ရှိရင်ပြိုင်ဘက်ကိုဖိဖိစီစီအတင်းကြီးပုံစံတစ်ခုတိုင်းကျွန်တော်ကစားနိုင်တယ်အဲ့မဲ့ရီယယ်မက်ထရစ်မှာတော့အဲ့လိုကစားသမားကောင်းတွေရှိတာတောင်မှ ပြိုင်ဘက်ကို okay ငါတို့တော့ real မထွက်ငါတို့တော့ဒီလိုကစားမတွေရှိနေတဲ့ဟေ့ဆိုတဲ့ပုံစံမျိုးလုံးမပြနိုင်ဘူးဒါဟာနီးပြနဲ့အများကြီးသက်ဆိုင်မှုရှိတယ်ဗောနော်ကျွန်တော်တို့ဟိုဒီအဆင့်ကိုကျွန်တော်ရောက်လာတဲ့အက်တလတီကိုနဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ကြည့်လုံးဝအခြေအနေမကောင်းဘူးအက်တလတီကိုနဲ့ပွဲမှာဆိုတော့အက်တလတီကအများကြီးပိုကောင်းတာပထမကြော့ဒုတိယကြော့အကုန်ပိုကောင်းတာကဲမကောင်းစွာနဲ့ပင်နတီဆုံးဖြတ်မှာတာသူတို့တွေကြံခဲ့တာနော်အက်တလတီကိုကိုဘလို့မှမရှင်နိုင်ဘူးအော်ဘာစီလိုနာနဲ့တွေ့တော့လေကျွန်တော်ကြည့်ပါလား ဘာစီကိုဘယ်လိုမှရှင်မကစားနိုင်ဘူးလူရဲကဒါအပြင် Champions League ဒီယာဒီမှာကိုပဲအုပ်စုပွဲစဉ်၈ပွဲလောက်ကစားတဲ့ပွဲစဉ်တွေတုန်းကကျွန်တော်ကြည့် Leipzig ကိုရှင်မကစားနိုင်တဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်ဆိုတော့ကံကောင်းလို့ပေါ့နော်သူတို့အနေနဲ့တက်သွားတဲ့အခြေအနေမျိုးတွေမနေဘူးပဲဆိုတော့ဒါကြောင့် Ancelotti နဲ့ကျွန်တော်ဒီ Real Madrid ကတော့လမ်းခွဲသင်းတဲ့အချိန်ရောက်ပြီလို့ကျွန်တော်ထင်တယ်သူတပြင်းတော့ပေါ့နော် Real Madrid လိုအသင်းမျိုးက Real လိုပါဝါလုံးမပြနိုင်တဲ့အချိန်မျိုးမှာနီးပြဟာအများကြီးတက်ဆိုင်မှုရှိတယ် အခုဒါအပြင်ပူဆိုးတာကဘုတ်ဖွဲ့ဆန္ဒအတိုင်းအန်ချီလော့တီကနေပေးရတာထားပါတော့ဟိုဒီလောက်ထိပေါ့နော်နောက်တန်းမှာလူတွေလိုးနေတာတောင်မှဟိုကျွန်တော်တို့ကလူဝယ်ဖို့မလိုဘူးလို့သိတယ်မလားအချိန်တန်ချန်ပီယံလေးရမှာပဲလို့သိတယ်မလားအချိန်တန်ဖလားရမှာပဲလို့ဒါမျိုးတွေပြောရင်းနဲ့ဘုတ်ဖွဲ့အကြိုက်တွေနေပြပြီးတော့အသင်းမှာလိုအပ်ချက်ရှိတာတွေကိုထုတ်ဖော်မပြောနိုင်ဘူးဒါဟာတော်တော်လေးဆိုးပါတယ်ဒါကြောင့်အသင်းတင်းတင်းမှာပေါ့နော် ျွန်တော်ပရိသတ်တီကထားပါတော့ဒီအတင်းတင်းကိုကျွန်တော်က week in week out ကြည့်နေတဲ့ညီကိုတွေကတအားတိတာတာအတင်းမှာလူတွေကလူနေသေးเนาะတိုင်ပက်နေတဲ့ injury ပြဿနာတွေကြုံနေရပါပြီဆိုတဲ့နောက်တန်းမှာလူဝဲချက်တွေအများကြီးရှိနေသေးဒါပေမဲ့လူနီးပြကဓာကြီးကိုညင်းပြီးတော့မလိုပါဘူးတကယ်ကပြောနေတာမျိုးကြီးကဘလို့မှချင်နေမကောင်းဘူးဒါကြောင့်မလို့ Ancelotti တို့ကဟို Real Madrid ပရိသတ်တီတက်ကတော့ဗျာ Champions League ကလည်း15လုံးရှိထားတာเนาะဒါအပြင် Ancelotti ကိုလည်းနောက်ရာသီမှာဆက်ပြီးတော့မမြင်ကျင်ကြတော့တာနဲ့ သူတို့လည်းပဲဒီဒုတိယအကြိမ်မှာမတက်လို့ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတိုးတော်လည်းပဲတချို့ပြည်သက်တွေကတော့ဗောနော်မရဘူးအိမ်ဝင်းဆိုတော့ငါတို့နိုင်ကိုနိုင်ရမယ်နောက်တစ်ဆင့်ကိုအာဆင်နယ်ကိုကြော်ပြီးတော့တက်ကိုတက်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေလည်းရှိတာဗောအဲကျွန်တော်ကတော့အန်ချလိုတီအနေနဲ့လုတ်ပြနိုင်မလားဗောတေချာတာတစ်ခုကတော့ပထမအကြိမ်မှာကစားတဲ့ပုံစံအတိုင်းဆိုမင်းထက်မရှုံးတာကံကောင်းမယ်အာဆင်နယ်ဟာဒီပွဲမှာသူတို့အတွက်နိုင်ပွဲရဖို့မလိုတော့ဘူးသူတို့အနေနဲ့ရှုံးရင်တောင်မှ၃ဂိုးမပေးရရင်ပြီးရောဆိုတဲ့အခြေအနေမျိုးမှာ အာဇနီယာခံစစ်နဲ့ကွင်လင်ကြစ်လင့်မှုကိုအများကြီးဦးစားပေးကစားလာမှာဒီလိုနေရာမှာအန်ချလော့တီရဲ့ရီယယ်မက်ဒရစ်ကတိုက်စစ်ကိုဒရက်ဆက်နော်လောက်ရမှာသူတို့ကနိုင်ရင်တောင်မှ၄ဂိုးလောက်နဲ့နိုင်မှနောက်တစ်ဆင့်ကိုတတ်နိုင်မယ့်အခြေအနေမျိုးဒါဟာဘလူးမအဆင်မပြေဘူးအာဇနီယာဒီပွဲမှာတဂိုးလောက်ထက်ရရင်ကိုပဲသူတို့အတွက်ကမင်းနောက်တစ်ဆင့်ကိုတတ်တယ်လို့ကျွန်တော်ဖြစ်သွားပြီတဂိုးလောက်ထက်မသွင်းနိုင်ဘူးဆိုလို့ရင်3-0ဆိုရင်တော့ပွဲကပြီးတယ်လို့ကျွန်တော်ဖြစ်နေပြီဆိုတော့ရီယယ်မက်ဒရစ်အတွက်ဖိအားကများပါတယ် သူသူကွင်းပိတ်ဦးမကလို့ဘာပဲပိတ်ကစားပိတ်ကစားရီယယ်မက်ထရစ်အတွက်ပေါ့နော်အန်ဂျယ်လိုဒီရဲ့ပထမအကြိုလိုကစားတဲ့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်ဘာမန်ကိုလှုပ်လှုပ်ကန်လို့ရမှာမဟုတ်ဘူးအဲကြောင့်အန်ဂျယ်လိုဒီအနေနဲ့ဟိုကျွန်တော်ကတော့ရီယယ်မက်ထရစ်နဲ့ပေါ့နော်အန်ရီယယ်မက်ထရစ်ကအန်ဂျယ်လိုဒီနဲ့လန်ကိုအသင်းရဲ့အခြေအနေကိုရောက်ပြီးထင်တာပဲအကယ်လို့ဒီမှာနောက်တစ်ဆင့်ကိုတက်ပြီးတော့ပေါ့နော်ဖလားရတဲ့ထားအောင်တော့ဗျာနီးစနစ်မှာမင်းကောင်းကောင်းကန်ကန်မရှိတာအဲကြောင့်ကျွန်တော်ကတော့နွေရာဒီအပြောင်းအရွှေ့မှာအန်ချယ်လိုဒီကိုလက်လွတ်ပြီးတော့ဘလူရက်လက်ပဲထွက်လာထွက်လာနော် လက်ရှိ Champions League ကိုကျွန်တော်တို့ပြီးလို့ရှိရင် La Liga မှာရောဘလူရလက်ပဲထွက်လာထက်လာဂျာဗီအလွန်ဆိုတို့ပါတဲ့လိုမျိုးနီးစနစ်ပိုင်းကိုဦးစားပေးအသားတည်ကစားတဲ့နီးပြမျိုးတွေကိုခန့်တင်ပြီလို့ကျွန်တော်တို့ထင်တာပဲအခုလက်ရှိ Ancelotti က okay ဘီနီကောင်းဘီနီကိုဘောလုံးပေးမိမမင်ကြိုက်တာလောက်ကမင်းနဲ့မင်းနဲ့ဘာဘီနဲ့ညှိပြီးကစားကြဆိုတဲ့ပုံစံမျိုးဖြစ်နေเนาะပြိုင်ဘက်ကိုလည်းကွင်းလယ်မှာအပါကြီးရအောင်ယူကစားနိုင်တဲ့စနစ်တွေတူမှမရှိဘူးเนาะအရင်တိတာနေပြထပါတော့ right back မှာဆိုလို့ရှိရင်ကဲ Vevari နဲ့ပွဲထုတ်လာတယ် ကွင်းလေကကစားမတရက်ကိုဒုတိယပိုင်းလဲပြီးတော့ Favari ကိုကွင်းလေပို့မယ်ပြီးရင် Luka Vasquez ကိုထည့်မယ်ဒါပဲဒီတဲ့ပင်အပြောင်းလဲမရှိဘူးတိုက်စစ်ကလည်းဟို Vinicius Junior, Barbie နဲ့ Rodri ကိုဒါပဲပြီးရင် Aragula ထည့်ရင်ထည့်မယ်နော်မဟုတ်လို့ရှိရင် Brahim Diaz ကိုထည့်မယ်ဒါပဲဒီတဲ့ပို့ပြီးတော့အပြောင်းလဲမရှိဘူးပြီးရင် Bellingham လိုကစားမမျိုးကိုတောင်းမနေထုတ်နေတာဘာလို့ဖို့လဲဗျဟုတ်တယ်မလား Bellingham နေနဲ့ Central Midfield မှာတအားကောင်းတဲ့ player attacking threat မှာတအားကောင်းတဲ့ကစားမပြိုင်ဘက်ရဲ့ defensive threat zone နဲ့မှာတအားကောင်းတဲ့ကစားမ ပြီးလို့ရှိရင်ယုံနိုင်ယုံနိုင်တဲ့ကစားမ physicality တအားကောင်းတဲ့ကစားမဒါလိုကစားမမျိုးကိုတောင်မန်ကြီးကိုထုတ်ထားတာဘာလို့ဖို့လဲကျွန်တော်ပြောချင်တာကကစားမတွေကိုကျွန်တော်နေနေပေါ့နော်သူတို့မလုံနိုင်တဲ့အရာတွေတအားလှုပ်ခိုင်းနေတာနော်ဆိုတော့ကာမာဝင်ဂါတို့ဆိုလို့ရှိရင်လည်းကာမာဝင်ဂါမနိုင်တဲ့အရာတွေကိုတောင်းဝန်ယူခိုင်းနေတာဘလူးမန်အစဉ်ပြေးမနေဘူးဒါကြောင့်အန်ချယ်လော့တီရဲ့ Real Madrid နီးပြအခန်းကဏ္ဍကဒီယာဒီကိုမှတိမ့်ပြီးဆုံးသင့်ပြီလို့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့ဒီဒုတိယအကြိမ်မှာလည်းပဲ နောက်တစ်စင်းကိုတတ်အောင်လှုပ်ပြနိုင်ဖို့ဆိုတာကမှမဖြစ်နိုင်တော့နေသွားပါပြီ။ညမဖြစ်နိုင်တော့နေသွားပါပြီ။ကျွန်တော်ပြောလို့ပထမအကြုံမှာတော့ငါလို့သာကစားစိတ်ချမင်းနိုင်နိုင်ဖို့နေနေတာကိုကိုရမှာမဟုတ်ဘူး။အာဇနယ်တင်းရဲ့ဂါဘရီယယ်တို့ဘာလို့မပါနေတဲ့နောက်တန်းလူငယ်လေးလူးဝစ်ကယ်လီတို့လိုမျိုးနောက်တန်းတွေကိုတောင်းမှာဘာမှမလုပ်နိုင်တာ။တိုက်စစ်မှာဘလောက်အန်ဒီရဲ့နေလေးဆိုလို့ရှိရင်ပြိုင်ဘက်အတွက်နော်ဒါတော့တိုင်ဘက်ပါတဲ့ကြောင့်အန်ချလော့တီနီနဲ့ဒုတိယအကြော့ဘာလို့ကျွန်တော်သာနောက်တစ်စင်းကိုတတ်အောင်ဆွမ်းဆောင်နိုင်မယ်လို့ညီတို့ထင်ကြလား။ ဒါပေမဲ့ကျွန်တော်ကတော့အကယ်လို့ဆွမ်းဆောင်နေနေဆိုလို့ရှိရင်တောင်းမှာပေါ့နော်ဘလူရလည်းပဲထွက်လာထွက်လာဗျာအန်ချလိုဒီနဲ့ရီယယ်မက်ထရစ်ယာဒီကိုမှလမ်းခွဲတင်ပြီလို့ကျွန်တော်ထင်တယ်ရီယယ်မက်ထရစ်လိုအသင်းမျိုးကရီယယ်လိုပါဝါမျိုးကိုခန်းစားမနေရဘူးဆိုတော့ကျွန်တော်မနေ့ပြန်ညမှာကစားမယ့်ပွဲမှာရီယယ်မက်ထရစ်နောက်တစ်ဆင့်ကိုတက်အောင်ဆွမ်းဆောင်နေမယ်ထင်ကြလားစူနီကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်